စိတ်တည်ငြိမ်မှုရဲ့စွန်းအားတည်ငြိမ်မှုဟာစွန်းအားပဲဖြစ်ပါတယ်စိတ်ကိုငြိမ်ငြိမ်ထားပါလူတိုင်းကိုထိမ့်နိုင်ပါလိမ့်မယ်ဒီစကားကပြင်သစ်တော်လှန်ရေးကောင်းဆောင်စင်ဂျက်စ်ပြောခဲ့တာပါဂရိုဘာဂလီဘီလင်ဟာအမေရိကန်နိုင်ငံရဲ့၂၀၂၀မြောက်သမရရာထူးကိုလက်ခံတဲ့နေ့ကသူ့ကိုယ်သူအတည်ငြိမ်ဆုံးအင်ဒိုရီအရှိဆုံးပုဂ္ဂိုလ်တဦးအဖြစ်လူပေါ်လေမှာပြသနိုင်ခဲ့ပါတယ်တိုးတိုးသမရရာထူးအတွက် မေးဆွေနေစဉ်ကာလတုန်းက သူ့လအဆွဲဆွဲခံရသူ အပုတ်ရှခံရသူ အနှင်းငယ်သာရှိပဲလိမ့်မယ်အလျှော့အသိအဝမ်းကဆိုရင်သူ့ကိုအပေါင်းဘုံမလုပ်ပေလုံးဝကြည်ပေထားကြပါတယ်ဒါကြောင့်ဝါရှင်တန်မြို့တော်မှာသမရယာတုကိုအခမ်းအနားဖြင့်လက်ခံရတဲ့အခါသူ့အနေဖြင့်အင်ဒရီပြက်ကဂယောင်ခြောက်ခြားတွေဖြစ်ကောင်းဖြစ်လိမ့်မယ်လို့လူတိုင်းကပင်မျှော်လင့်ထားခဲ့ကြပါတယ်သို့သောဂလိဘယ်လင်ကသူ့ကိုသူကောင်းကောင်းကြီးထိန်းနိုင်သော မာလင်မှုန့်လိုပဲဖြစ်ပါတယ်သူဟာအလွန်ကြီးကျယ်တဲ့နိုင်ငံတော်အခမ်းအနားကြီးမှာ သမရယာထုကိုအင်ဒိုရဲ့အပြင်းနဲ့လက်ခံယူနိုင်ခဲ့ပါတယ်။အဲ့ဒီနေ့ကမြင်ဝင်းကိုဆိုင်ရဲဆရာဂျွန်ဂျေအင်ဂျိုလက်ကအပါအတိုင်းသရုပ်ဖော်ခဲ့ပါတယ်။မစ္စတာကလစ်ဘန်လင်ဟာကြောက်ရွံ့ပမာပဂတိတည်ငြိမ်စွာထိုင်နေပါတယ်။ Republican Party ကိုအလေးထိုးပြီး Democratic Party ရဲ့အစိုးရအဖွဲ့ကိုဥဆောင်ဖွဲ့စည်းရတော့မဲ့ပုဂ္ဂိုလ်ဟာဤနေ့ဤရက်မှာဘလို့ဟန်ပန်မွန်ရဘလို့အင်ဒိုရဲ့တိုက်ခါမျိုးဖြင့်စကန်သွားပါလိမ့်မယ်ဟုကျွန်ုပ်ကတွေးတော့က သူ့ကိုအလွန်စိတ်ဝင်စားစွာဖြင့်အကြီးခက်ကြစ်ရှုနေမိပါတယ်။ယခုကျွန်ုပ်ရဲ့ရှေ့မှာထိုင်နေသူဟာအမေရိကန်နိုင်ငံရဲ့သမ္မတကြီးဖြစ်ပါတယ်။လူဦးရေတန်း60တော့အားအုပ်ချုပ်ရမယ့်ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။လွန်ခဲ့တဲ့3နှစ်လောက်ကဆိုရင် သူ့ကိုဘယ်သူမှမသိခဲကြ။ထိုစဉ်ကသူဟာမထင်ရှားတဲ့အညတရရှစ်နှစ်တူသာဖြစ်ပါတယ်။နောက်ပိုင်းမှာသူဟာဒီယူရောက်ပြင်းနေဖက်ဘလွန်မျိုးရဲ့မျိုးတော်ဝင်ဖြစ်လာခဲ့ပါတယ်။ထိုမှတစင်တက်ကဒီမိုကရက်တစ်ပါတီဝင် ပြည်နယ်အုပ်ချုပ်ရေးမှုဖြစ်လာခဲ့ပါတယ်။သူဟာဗရုံးကားမှမကြဘူးတဲ့မဲဆန္ဒပေါင်း2သိန်းကျော်ဖြင့်အနိုင်ရခဲ့ခြင်းဖြစ်ပါတယ်။ယခုကသူဟာလူထုပရိသတ်ကြီးရှစ်မှာတည်ငင်သောအင်ဒရေဖြင့်ထိုင်လျက်ရှိပါတယ်။သူဟာဇက်ခုံပေါ်မှာမိမိတာဝန်ကိုထမ်းဆောင်ကပ်ပြရမယ်။ဇက်ဆောင်တို့ကမိမိအလှည့်ကိုထိုင်ဆောင်နေတယ်လို့ပင်နိုင်ငံသမိုင်းဇလန်းကြီးမှာသူပါဝင်ထမ်းဆောင်ရမယ်တာဝန်ကိုထမ်းဆောင်ရန်တင်ငင်စွာစောင့်ဆိုင်လျက်ရှိပါတယ်။ဤအချိန်မှာ သူ့ဖို့ဝါရှင်တန်မြို့တော်ကိုပထမဆုံးရောက်ဖူးတဲ့အချိန်ဖြစ်ပါတယ်။သူဟာကပီးတဲ့အဆောက်အုံကြီးကိုရခင်ကလုံးဝမမြင်ဖူးခဲ့ပါဘူး။အစိုးရအဖွဲ့ရဲ့လောက်ရများကလည်းအလင်းမသိခဲ့ပါဘူး။ထိုရာအလုံးဟာသူ့အဖို့အစ်အစမ်းတွေရှင်ဖြစ်နေပါတယ်။တို့တို့သူဟာအထက်လွှတ်တော်ခမ်းမဆောင်ကြီးထဲမှာထိုင်နေစဉ်စိတ်လှုပ်ရှားရှင်အမှုရာပြက်ရှင်လုံးဝမရှိပါဘူး။ကိုကိုကိုစိတ်ရှယုံကြည်ရှင်အပြည့်ဖြင့်တင်းကျင်ခန်းညားစွာ ထိုင်နေပါတယ်။ သူထိုင်နေရာမှာထားရလိုက်တဲ့အခါပရိသတ်အားလုံးကတခင်းနဲ့လက်ခုပ်တီးပြီးအိုးပါပေးကြပါတယ်လက်ခုပ်ပြန်ဆေးသွားတဲ့အခါသူကစတင်ပြီးမိန်ခွန်းပြောပါတယ်စာရွက်ကိုဖတ်ရွေးမြပြုံးနေတာလားလို့ကျွန်တော်လှမ်းကြည့်လိုက်ပါတယ်တို့တို့သူဟာစာရွက်ကိုဖတ်ပြုံးနေခြင်းမဟုတ်ပါဘူးလက်တန်းပြုံးနေခြင်းဖြစ်ပါတယ်သူဟာအထက်လက်တို့ခမ်းမကြီးမှာသမရယာထုလက်ခံပွဲမိန်ခွန်းကိုတာမန်ဘုတ်အဖွဲ့အစည်းအဝေးမိန်ခွန်းတပွဲလုံးဝအထင်ကိုမရှိပဲ ကရားရည်လွှတ်ပြောနေပါတယ်ဒါဟာကျွန်တော်ဘုအထူးခြားဆုံးမြင်ကွင်းကြီးတစ်ခုပင်ဖြစ်ပါတယ်စာရေးဆရာအင်ကိုရဲ့ရည်သားချက်ကိုဒီလိုရှင်းရှင်းမျိုးမျိုးဖော်ပြနေခြင်းမှာအခြားကြောင့်မဟုတ်ပါဘူးလူတယောက်ဘုလူဝန်အလယ်မှာအိန္ဒိယရရားဖြင့်ပြုမှုနေထိုင်ရန်အလွန်အရေးကြီးကြောင်းသိစေလိုသောကြောင့်ဖြစ်ပါတယ်ပြင်သစ်တော်လိုင်းရဲ့ကာလတုန်းကမာရေးဘူးလေကလီဘယ်လင်ကဲတော့ပင်အခက်ခဲကိုတင်းညီအောင်ဟန်ပန်အမုံရာဖြင့်ရင်ဆိုင်ခဲ့ပါတယ်တို့တို့အချင်းနေချင်းကတော့တခြားစီပဲဖြစ်ပါတယ် မဆင်းမြို့မှာမရေဘူးကမိန်ခွန်းပြောတဲ့အခါသူ့ကိုလူထုပြိတဲ့ကတပုတ်လေလွင့်ပြုတ်သူလိန်ညာသူလူသက်သမားလူဆိုးလူရုပ်စသဖြင့်အိုဟစ်ပြီးဆွဆွေးကြပါတယ်တိုးတိုးလေးမရေဘူးဟာမျက်နှာလုံးဝမပြတ်ပေတင်ညီတဲ့အမုံရဖြင့်လူကြီးမင်းခမကျွန်တော်အားရအောင်သာရှိကျူးကြပါကျွန်တော်စောင့်ပြီးနားထောင်နေပါမယ်လို့တုံ့ပြန်ပြောကြားခဲ့ပါတယ်ရှစ်ခက်ကလူထုပြိတဲ့အလင်မှာနိုင်ငံရေးသမားအရှင်ရှင်စကားစစ်ထိုးကြတဲ့အခါ တရားကိုတရားအစွန်းကုန်ငေကျုံငေနာဖော်ပြီးအပုတ်ရတယ်။ဒါကြောင့်ထိုအချိန်လေးမျိုးမှာရောက်နေတဲ့သူတရားဟာကိုကိုကိုယုံကြည်ချက်အပြည့်ဖြင့်မိမိရဲ့အင်ဒရီတိတ်ခါကိုမထိန်းနိုင်ပဲကယုံရှောက်ရှားဖြစ်သွားမယ်ဆိုရင်တဘောအလုံး၅ပါးမှောက်သွားနိုင်ပါတယ်။ဒါကြောင့်လေပြင်သစ်တော်လိုင်းရဲ့ကောင်းဆောင်ကြီးစင်ဂျက်စ်ကစိတ်ကိုငြိမ်ငြိမ်ထားပါလူတိုင်းကို ထိန်းနိုင်ပါလိမ့်မယ်လို့ပြောခဲ့ရှင်ဖြစ်ပါတယ်။အလားတူပဲယောမတွေးခွရှင် နိုင်ငံရေးသူခမင်းကြီးစီနီငါကလည်းကိုကိုကိုထိန်းနိုင်သူသားလျင်စွန်းအားအရှိဆုံးဖြစ်ဤဟု၍ဆိုခဲ့ပါတယ်ကိုကိုကိုထိန်းနိုင်တဲ့စွန်းအားကိုလူတိုင်းလိုရှင်ကြပါတယ်တို့တို့လက်တွေ့မှာတော့ကိုစိတ်ကိုကိုမနိုင်ကြအားပြောတဲ့စိတ်ဆန္ဒလျောက်ခံစားချက်ရဲ့ဆွေးဆောင်ရာဖြားယောင်ရာတို့သာကောက်ကောက်ပါသွားတတ်ကြပါတယ်ကဘာမြေကြီးရဲ့လေပတ်မှုဟာအဆက်ကန့်ရဲ့ဆေးဘုံတဘုံမြလွေးချိုသွားပါကအာဂါသရှိဂျိုကဘာမြားဤဟန်ချက်တိန်းဆောင်က စကြဝဠာတစ်ခုလုံးဖျော်ဖျေးဖြစ်သွားနိုင်တယ်လို့အဆိုရှိပါတယ်အလားတူပဲလူတယောက်အဖို့မှလေကိုစိတ်နှစ်ပါးဟန်ရှက်လွေးရင်တိတ်ခါကြရှင်ကိုကိုကိုအယုံကြည်မြင့်ရှင်စဉ်းစားဉာဏ်ကင်းမြင့်ရှင်တို့ဖြစ်လာနိုင်ပါတယ်တကယ်ဆိုရင်ကိုကိုကိုမထိန်နိုင်ခြင်းဟာပြစ်မှုတစ်ခုပင်ဖြစ်ပါတယ်ပြစ်မှုကျူးလွန်သူဟာမလုံမလေးဖြစ်တတ်ပါတယ်ကြောင်ချောက်ရှားပြုတ်မှုတတ်ပါတယ်သူ့အတွေးဟာမမှန်နိုင်တော့ အကောင့်ထက်အစိုးကိုသာပြုတ်မုံပါလိမ့်မယ်အလွန်စိတ်လှုပ်ရှားပြီးကနာမငင်ဖြစ်နေရင်ဥနှောက်ကလည်းမငင်တော့ပါဥနှောက်မငင်ရင်စင်ရှင်တော်တရားလည်းမမှန်နိုင်တော့ပါဒါကြောင့်ဘာပဲလှုပ်လှုပ်အမှန်ကိုလှုပ်နိုင်တော့မှာမဟုတ်ပါဘူးတောင်ကျစန်းကလေးရဲ့ရေစီးဟာကြောက်တုံးကြောက်ခဲများကိုဖျက်ဆီးလာတဲ့အတွက်မြစ်ကြီးရဲ့ရေစီးထက်ပိုပြီးအတန်မြေပါတယ်အတန်ကျေပါတယ်လူတွေမှလေစိတ်သက်ကြန့်ခိုင်တဲ့သူဟာဘရောမှအတန်မကျေပါဘူးသူတို့ဟာကိုယ်စိတ်ကိုကိုယ်ထိန်းနိုင်ကြပါတယ် အင်ဒီရေသိခါရှိကြပါတယ်။ပင်လေကဲ့သို့စီးဆင်းတဲ့မြစ်ကြီးရဲ့ရစ်စီကဲ့သို့ပဲတင်းကြီးအေးဆေးကြပါတယ်။စိတ်တက်ကြံ့ခိုင်မှုမရှိတဲ့သူဟာအခက်ခဲကြုံတဲ့အခါအတိတ်ခိတ်ခံရတဲ့အခါအချင်းနေဆိုးနဲ့ရင်ဆိုင်တိုးရတဲ့အခါကိုကိုကိုဟန်ရှက်မထိန်နိုင်ပဲရင်းရံပြိုလဲတွတ်တက်ကြပါတယ်။ဒါပေမဲ့စိတ်တက်တင်းကြီးတို့ဟာဘရိုးမှမပေါက်ကွေးကြပါဘူး။ဘရိုးမှအိုကြီးအိုကြီးမလုတ်ကြပါဘူး။ဘလို့အချင်းနေဆိုးမျိုးနဲ့ကြုံရကြုံရ အိန္ဒိယမပြတ်ပေကြံ့ကြံ့ခံနိုင်ကြပါတယ်။ကဘာကျိုတေးပြူစာဆိုကြီးရိုဆင်နီရဲ့စီဘီမျိုးမှဆက်တာသည်အိုပရာပြဇက်ကိုရိုမမျိုးမှတင်ဆက်တဲ့အခါဝေဖန်တဲ့သူတို့ကမနာလိုစိတ်မုန်တီစိတ်ဖြင့်ရရဆက်ဆက်ဝေဖန်ရှောက်ရှာကြပါတယ်။တယိုလောင်ပြောင်ပြည့်ရပြုတ်ကြပါတယ်။ပွေပြီးတဲ့အခါမိတ်ဆွေများကရိုဆင်နီကိုလိုက်ရှာကြရာအနီးအနားမှစားတော့ဆိုင်မှာအေးအေးဆေးဆေးစားတော့နေသည်ကိုအံ့ဩစွာတွေးချရပါတယ်။ မိတ်ဆွေများကရိုစင်နီကို စိတ်သက်မကြရန်အပြည့်ပြိုးဆိုကြပါတယ်။ထို့အခါရိုစင်နီကအလုံးကိုကျေးဇူးတင်ပါတယ်ဗျ။ဒါပေမဲ့ကျွန်တော်စိတ်သက်မကြပါဘူး။ကျွန်တော်ဟာဂန်ဒဝင်တွင်မဲ့အိုပရာတပုတ်ကို ထုတ်လုပ်နိုင်ခဲ့ပြီဆိုတာကျွန်တော်သိပါတယ်။ဝေဖန်ရေးဆရာတွေကဘလို့ပဲအပုတ်ချချဘာမှမဖြစ်နိုင်ပါဘူး။ဒီတော့ကျွန်တော်အနေနဲ့ဘာဖြစ်လို့စိတ်သက်ကြရမှာလဲလို့ပြန်ပြောလိုက်ပါတယ်။ရိုစင်နီကတော့ပဲပညာရှင်ကြီးအီမဆင်ဟာလေး ူ့ရဲ့အဖိုးမဖြစ်နိုင်တဲ့စာကြည့်တဲ့ရည်မိန်းလောင်ခံရတာကိုအပြုံးမပြတ်ကြင့်နေနိုင်ခဲ့ပါတယ်။အလားတူပဲဆက်မှုသိပ္ပံပညာရှင်ကြီးအဲဒီဆင်ဟာလေသူ့ရဲ့စက်ယုံတွေမိန်းထဲပါသွားတဲ့အခါမတုံမလောက်တင်းကြီးစွာဖြင့်လက်ပိတ်ကြင့်နေနိုင်ခဲ့ပါတယ်။ဒါဟာမိမိကိုယ်ကိုမိမိထိနိုင်သူတို့ရဲ့ကြီးမားတဲ့စိတ်ဓာတ်စွန်းအားပဲဖြစ်ပါတယ်။သူတို့ဟာအခက်အခဲကိုရင်ဆိုင်နိုင်ကြပါတယ်။ဒုက္ခဆင်းရဲကိုခံနိုင်ရင်ချိကြပါတယ်။လောကရန်ကိုကြံ့ကြံ့ခံနိုင်ကြပါတယ်။ ဘာကြောင့်လဲဆိုရင်သူတို့ဟာလောကတဘာဝလောကနိယာမနဲ့အမှန်တရားကိုသိရှိပြီးမိမိတို့ရဲ့စိတ်ကိုတည်တည်ငြိမ်ငြိမ်ထိနိုင်ကြတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။တကယ်ဆိုရင်စိတ်တည်ငြိမ်ခြင်း၊ကြံ့ကြံ့ခံနိုင်ခြင်းဟာမိမိရဲ့စိတ်ကိုပုံမှန်အနေထားဖြင့်ဟန်ရှက်ငြိမ်ငြိမ်ထိရှောက်နိုင်ခြင်းပင်ဖြစ်ပါတယ်။ယခုခေတ်မှာအဖို့တန်မော်တော်ကားများမှလမ်းကြမ်းကိုတည်ငြိမ်ရှုံမိုးစွာမောင်းနှင်နိုင်ရန်ထိရှောက်ကြိယာများတက်ဆင်ထားကြပါတယ်။ ထို့အတူလူများမှလည်းဘဝချမ်းအခြေအနေချမ်းကိုကြိုလွှားနိုင်ရန်မိမိစိတ်ကိုထိန်းချုပ်ကြရပါတယ်ဒါမှသာလျှင်လူဘဝတသက်တာခရီးကိုတင်းငင်အေးဆေးစွာရှောက်လန်းနိုင်ကြမှာဖြစ်ပါတယ်သို့သောကျွန်ုပ်တွေ့ဖူးတဲ့တထေးကြီးတယောက်ကတော့ဒီလိုမဟုတ်ပါဘူးသူ့မှာလန်းချန်ထိန်ကရိယာပါတဲ့အဖိုးတန်ဇင်ခံကားကြီးရှိတယ်သို့သောသူ့ကိုယ်နဲ့သူ့စိတ်ကိုထိန်းနိုင်တဲ့အရည်ရှင်တော့လုံးဝမရှိပါဘူးဒါကြောင့်သူဟာအသေးအဖွဲအနောက်အချက်ကလေးများချောင်းပင်လျင် ရောက်ရဲ့အခက်ကကနာမငင်ဖြစ်နေတတ်ပါတယ်။သူဟာအိမ်မွတ်ကိစ္စအတွက်ရောလုပ်ငန်းကိစ္စအတွက်ပါ အမြဲတမ်းတွေးပူနေတတ်ပါတယ်။ဒါကြောင့်သူဟာအမြဲတမ်းလှုပ်ရှားနေပါတယ်။အမြဲတမ်းမတင်မငင်ဖြစ်နေပါတယ်။ထို့ကားသူဟာဘေးရာကိုမှတည်တည်ငြိမ်ငြိမ်မဆုံးဖြတ်နိုင်တော့ပါဘူး။သူဟာအမြဲတမ်းပူပန်ပြီးစိတ်ဓာတ်လေးမတင်ငြိမ်တဲ့အတွက်သူ့ရဲ့ဥပဒေရုံနဲ့ကိုရီကိုသွေးလေးအိန္ဒိယပြက်ကတင့်တယ်တင်ငြိမ်မှုမရှိတော့ပါဘူး။ ကျွန်တော်တို့ဟာဘဝမှာစိတ်ချမ်းသာမှု အောင်မြင်မှုကိုရလိုရင်ဘဝအမြင်မှန်ဖို့လိုပါတယ်။အရာခက်သိန်းကိုကြည်လင်တဲ့စိတ်တည်ငြိမ်တဲ့မနိုးဖြင့်ရှုမြင်တတ်ဖို့လိုပါတယ်။ကိုယ်ရောစိတ်ရောတည်ငြိမ်မှုမရှိတဲ့ဟန်ရှက်မငြိမ်တဲ့လူတယောက်ဟာဘဝမှာဘရောမှထိတ်တန်းကို ရောက်နိုင်မှာမဟုတ်ပါဘူး။ကိုယ့်ကိုယ်ကိုထိန်းရှောင်းနိုင်ခြင်းကိုယ်စိတ်ကိုကိုနိုင်ခြင်းဟာတကောအဋ္ဌိဘက်တစ်မျိုးပဲဖြစ်ပါတယ်။အဲ့ဒီစိတ်ဟာစိတ်အလိုလိုက်ခြင်းစိတ်တဲ့ကြာရှင်းတဲ့ ။စိုးရင်ကြောက်လန့်ခြင်းတို့ကိုဖိချားနိုင်ပါတယ်။အမေရိကန်နိုင်ငံမှာအလွန်နာမည်ကြီးတဲ့ရှင်းနေသူရှိခဲ့ပါတယ်။သူ့နာမည်က Joseph H လို့ခေါ်ပါတယ်။သူဟာ လူငယ်ရှင်းနေပေါ့ဆဘဝကပင် သူ့အဆုံးအစကို ပြသနိုင်ခဲ့ပါတယ်။တခါက Joseph ရှစ်ဟာအရေးကြီးတဲ့အမှုတစ်ခုအတွက်ရှင်းနေလိုက်ရပါတယ်။အဲ့ဒီအမှုကိုတရားသူကြီးဘမ်ဘရန်ရဲ့ယုံတော်မှာစစ်ဆေးပါတယ်။ဘမ်ဘရန်မှာ ရှင်နေကရှောက်လေးချက်ပေးနေစဉ်ဂျူရီလူကြီးများနဲ့ စကားပြောနေတတ်တဲ့အကျင့်ရှိပါတယ်အဲ့ဒီနေ့ကဂျိုးဆက်ရှက်မှာသူ့အမုံအတွက်မိနစ်၄၀သာရှောက်လေးခွင့်ရထားပါတယ်ဒါဖြင့်ဂျိုးဆက်ရှက်ကရှောက်လေးရှက်စတင်ပေးတဲ့အခါတရားသူကြီးဘန်ဘရန့်ဟာဘေးသို့လှစ်ကာဂျူရီလူကြီးများနဲ့စကားပြောနေပါတယ်ထို့အခါရှစ်နေပေါက်စားလေဂျိုးဆက်ရှက်ကသူ့ရဲ့ရှောက်လေးချက်ကိုဆက်မတင်တော့ပဲရုတ်တရက်ရက်ပစ်လိုက်ပါတယ်အဲ့ဒီနောက်တင်းကြီးခညာစွာဖြင့်လက်နှစ်ဖက်ကိုပိုက်ကာတရားသူကြီးမျက်နှာကို ြစ်တဲ့စိတ်ကြည့်လိုက်ပါတယ်။တရခွင်တစ်ခုလုံးမှာအကြတံပင်ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားပါတယ်။ရှင်နေကလေးရဲ့အကျစ်ကြောင့်တရားသူကြီးမှာမတိမတာမျက်နှာပြက်ကမယိုးမယွဖြစ်သွားပါတယ်။ဒီနေရာမှာရှင်နေကလေးကတင်းကြီးအေးစေးပြီးအောင်မြင်ပြတ်သားတဲ့အတန်ဖြင့်လေစာအပ်တော်တရားသူကြီးမင်းခင်ဗျာအခုအမှုန့်အတွက်ကျွန်တော်မှလျှောက်လေးရှင်မိနစ်40ပဲရပါတယ်။တရားမှန်ကိုရဖို့အတွက်ကျွန်တော်အနေနဲ့စက္ကန့်တိုင်းဟာအလွန်တန်ဖိုးရှိလာပါတယ်။ ဒါကြောင့်မို့ကျွန်တော်လျှောက်လေးချက်ကိုတရားသူချင်းမင်းကစိတ်ဝင်စားစွာနားထောင်ပါရန်လေးစားစွာမေတ္တာရက်ခံလိုပါれခမားလို့ရေဝုံစွာပြောလိုက်ပါれတရားသူကြီးမှာမျက်နာနှင်းရဲသွားပြီးဆက်ပြီးလျှောက်လေးပါလို့ပြန်ပြောလိုက်ပါれဒီဖြစ်ဟာကိုယ်စိတ်ကိုကိုယ်တင်းငင်စွာထိနိုင်သူတို့ရဲ့အကောင်းဆုံးနမုန်းနာပဲဖြစ်ပါれဒုတိယဟာဘလောက်ပေးတူတူကိုယ်စိတ်နှစ်ပါးတင်းငင်မှုမရှိရင်ဘရောမှခေါင်းဆောင်ကောင်းမဖြစ်နိုင်ပါဘူးအထူးသဖြင့်ခေါင်းဆောင်ကောင်းတို့ဟာ အရေးပေါ်အခြေအနေမှာသွေးယူသွေးတန်းကြောင်ခြောက်ရှားမဖြစ်ပေအခြေအနေကိုတင်းကျင်အေးဆေးစွာ သုံးသက်ဆုံးဖြတ်နိုင်ကြပါလေ။ဒါကြောင့်လေ ပထမကမ္ဘာစစ်ကြီးအတွင်းကပေးရှင်ရဲ့အခြေအနေနဲ့ရင်ဆိုင်နေရချိန်မှာပြင်သစ်ဗိုလ်ချုပ်ကြီးဖာဒီနန်ပို့စ်ကိုမဟာမိတ်တမားရဲ့စိတ်ဦးစီးချုပ်အဖြစ်ခန့်အပ်လိုက်တဲ့အခါကျုပ်တို့ကိုတည်တည်ငြိမ်ငြိမ်ဆုံးဖြတ်နိုင်တဲ့လူကိုယ်သာပေးပါကိုဘင်းနီယာမှာရက်နေတယ်ဆိုတာကိုသိတဲ့လူကိုယ်သာကျုပ်တို့လိုချင်ပါတယ်လို့ပြည်သူတွေကိုတောင်းဆိုခဲ့ကြခြင်းဖြစ်ပါတယ် တည်ငြိမ်သောစင်ရှင်တော်တရားရှိသောပုဂ္ဂိုလ်ကို တကမာလုံးကကြင်ညိုတယ်လင်းစားတယ်ထိုပုဂ္ဂိုလ်ဟာအရေးပေါ်အန္တရာယ်နဲ့ကြုံရတဲ့အခါမျိုးမှာလေအိန္ဒိယမပြက်ခေယောင်လျှောက်ရှားမဖြစ် သူဟာဘလို့အချင်းနဲ့ဆုံးနဲ့ပဲကြုံရကြုံရဟန်မပြက်ပဲပုဂ္ဂိုလ်ကိုထိန်းကတည်ငြိမ်စွာဖြင့်ဆောင်ရွက်သွားနိုင်ပါတယ်ထိုပုဂ္ဂိုလ်မျိုးကိုကျွန်တော်အလုံးအားကိုးတယ်ယုံကြည်တယ်ထိုပုဂ္ဂိုလ်မျိုးရဲ့လက်အောက်မှာကျွန်တော်အလုံးလုံခြုံတယ်စိတ်ချတယ်ဒါကြောင့် ိုယ်စိတ်နှပါတည်ငြိမ်မှုကိုရလော်ရင်ကိုယ်စိတ်ကိုကိုယ်ပြုပြင်ပါအားပေးပါအိယာဝင်အိယာထားတိုင်းငါမှာတကောပါဝါရှိတယ်ငါကောင်ကထိန်းနိုင်တယ်ငါလောက်ရင်ဖြစ်ကိုဖြစ်တယ်ဖြစ်ရမယ်ဖြစ်နိုင်တယ်ဟူ၍ဖျားဝတ်ပြုတ်တယ်လို့နေတိုင်းမပြတ်မကွက်အာယုံပြုတ်ပါရွတ်ဆိုပါကြွေးကြော်ပါ